တော်ခိုင်နှင်းဝေအနေနဲ့နောင်ပွင့်မိဖရာရှင်ကိုဖူးမြော်ခွင့်ရနိုင်ပါသလားဖရာတဲ့နောင်ပွင့်မိဖရာရှင်ကိုဖူးမြော်ခွင့်ရမိကုသိုလ်၁၀မျိုးဆိုတာကို စာပေမှာဖော်ပြထားပါတယ်အဲ့ဒီကုသိုလ်၁၀မျိုးကဘာတွေလဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်တိမိမိကိုယ်တိုင်ယဟန်ပါမနီတိလရှင်ဝိ၍ပရိယပရိပတ်တို့ကိုကြိုးစားအားထုတ်ခြင်းကုသိုလ်နှစ်မိမိယမဖြစ်တဲ့သားသူတစ်ပါးယမဖြစ်တဲ့သားသမီးတို့ကို ယဟန်ခံပေးခြင်းရှင်ပြုပေးခြင်းကုသိုလ်၃မိဘကိုလှုပ်ကြွေးသောကုသိုလ်၄တရဏဂုံတိလမပြတ်စောင့်တည်သောကုသိုလ်၅ဖျားစီတီပထိုးចောင်းကံများကိုပြုပြင်လှူဒန်းပေးသောကုသိုလ်၆ဗောဓိညောင်ပင်စိုက်ပျိုး၍ညောင်ရည်သွန်လောင်းသောကုသိုလ်၇ရည်တွင်ရေကန်တရာပြုပြင်လှူဒန်းသောကုသိုလ်၈အရုံစွာနေစွာလောင်းလှူသောကုသိုလ်၉ယဟန်တို့အားပစ္စည်းလေးပါလှူဒန်းထောက်ပံ့သောကုသိုလ် တဆယ်ကမ္မထံဘာဝနာပွားများအထုတ်ရသောကုသိုလ်တို့ပဲဖြစ်ပါတယ်။ဤကုသိုလ်၁၀မျိုးစလုံးကိုတော်၎င်းသို့မဟုတ်၁မျိုးမျိုးကိုတော်၎င်းဆွဲဆွဲမြဲမြဲလုပ်မယ်ဆိုရင်ဒေါခိုင်နှင်းဝေမှမဟုတ်ပါဘူးနော်။ဘသူမဆိုနောင်ပွင့်မိဖျားရှင်ကိုဖူးမြော်ရမှာဖြစ်ပါတယ်။အရှင်ဘုရားကျန်တော်နောက်ဘဝမှာလူကောင်းဖြစ်ကြင်ပါတယ်။ဘယ်လိုကောင်းမှုပြုရပါသလဲဖြည့်ပေးပါဖျားတဲ့။မနေ့ကဒီမေခွန်းလေးကိုဦးစင်းဖြည့်လိုက်တဲ့အခါမှာ မေခွန်းနဲ့အဖြေနဲ့လွဲသွားပါတယ်လွဲသွားရတဲ့အကြောင်းရင်းကလည်းပဲမေခွန်းပိုင်ရှင်ကမေခွန်းရဲ့အထိတ်ပဲကိုပေါ်လင်အောင်မမေးတာရဲ့ဦးစင်းကလည်းပဲသူ့ရဲ့အကောက်ထဲကိုဝင်မကြည့်မိတာရဲ့ကြောင့်လွဲသွားတာပါသူမေးလို့တဲ့အထိတ်ပဲကသူဟာမတန်ဆွမ်းတယောက်ဖြစ်ပါတယ်နောက်ဘဝမှာလူကောင်းတယောက်ဖြစ်အောင်ဘယ်လိုကောင်းမှုပြုရပါမလဲလို့မေးတာဖြစ်ပါတယ်သူအသက်သက်ချင်းပါဏာတိပါဒကံကိုရှောင်ကြဉ်ပါ ူအသက်တချင်းပါဏာတိပါဒကံကိုမရှောင်ကျင်တဲ့ပုံကိုယ်တွေဟာမကောင်းကျိုး၁၁မျိုးခံစားရပါတယ်။အဲ့ဒီမကောင်းကျိုး၁၁မျိုးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်။၁အသက်တူခြင်း၊၂အနာရောဂါများကကျန်းမာမှုအားနည်းခြင်း၊၃အာရုံမရှိခြင်း၊၄ကြောက်ရွံ့တတ်ခြင်း၊၅စိုးရိမ်ပူပန်စိတ်များခြင်း၊၆သူတစ်ပါးကြီးနှိမ့်ဆက်မှုကိုခံရခြင်း၊၇သူတစ်ပါးသက်ရွံ့တော်၎င်းမိမိကိုယ်တိုင်ပြန်သက်ရွံ့တော်၎င်းသိရခြင်း ရှစ်ကိုလက်အင်ကာချွေရင်းခြင်းကိုခန္ဓာကိုယ်ပြည့်ပြည့်မှုမရှိခြင်း၁၀ချစ်တော်သူနှင့်မပေါင်းတင်ရခြင်း၁၁တေပြီးသည့်နောက်အပေလေးပါးသို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာပါဏာတိပါဒကံကိုကျူးလွန်တဲ့ပုဂ္ဂိုလ်များခံစားရမိမကောင်းကျိုး၁၁မျိုးပဲဖြစ်ပါတယ်အဆိုပါမကောင်းကျိုး၁၁မျိုးထဲမှာအာရင်မရှိခြင်းဆိုတဲ့အချက်ပါပါတယ်ဒါဟာမတန်ဆွမ်းကိုရည်ညွှန်းတာပါနော်အာရင်ဆုပ်ယူပြီးမတန်မဆွမ်းဖြစ်ရခြင်းဟာ ပါဏာတိပါဒကံကိုကျူးလွန်ခဲ့မိလို့ဖြစ်ပါတယ်။ဒါကြောင့်နောက်ဘဝမှာလူကောင်းဖြစ်ကျင်တယ်ဆိုရင်သူ့အသက်သက်ခြင်းပါဏာတိပါဒကံကိုရှောင်ကျင်ပါ။ပါဏာတိပါဒကံကိုရှောင်ကျင်တဲ့ပုဂ္ဂိုလ်တွေဟာယခုဖော်ပြပါမကောင်းကျိုး7မျိုးဤစန့်ကျင်ဘက်ကောင်းကျိုး7မျိုးကိုရရှိခံစားရမှာဖြစ်ပါတယ်နော်။အရှင်ဖရာတကြည်တော်အရန်သိကျင်တာလေးတစ်ခုရှိပါတယ်။မြတ်စွာဘုရားကပရိနိဗ္ဗာန်ပြုကံဤဝတ်ပြူသားကိုဖုံးပေးပြီး အခြားတန်ကာတွေမစားခိုင်းပဲဘေးကျင်းတဲ့ဘာလို့ပြုတ်ခိုင်းတာပါလဲရှင်းပြပေးပါဖရာတဲ့မြတ်စွာဘုရားကိုစုံတာကတ်တဲ့ဆွမ်းထဲမှာနတ်တွေကနတ်ဩဇာတွေထည့်ထားတဲ့အတွက်နတ်ဩဇာတွေပါနေတာကြောင့်မြတ်စွာဘုရားမှလွယ်၍အခြားသောဝမ်းမီမကောင်းတဲ့တတ္တဝါများစားတောက်မိမယ်ဆိုပါက အစာမကြေဖြစ်ပြီးတည်ဆုံနိုင်ပါတယ်မြတ်စွာဘုရားကတော့ဝမ်းမီအမတန်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်အဲ့ဒီနတ်ဩဇာများကိုခြေဖြတ်နိုင်ပါတယ် ဒါကိုမြတ်စွာဘုရားကမြင်တော်မူတဲ့အတွက်ကိုတော်မြတ်ဖုံးပေးပြီးလို့ကျွမ်းကြံရစ်တဲ့အရာများကိုမြေချင်းတူပြီးဖြုတ်ခိုင်းခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။ကျန်တော်ခရိယံဘာသာတယောက်ပါဆရာဗုဒ္ဓဘာသာကိုလည်းလေ့လာနေပါတယ်ဆရာ။နောင်ပွင့်မဲ့ဘုရားကလူကဘုရားဖြစ်သွားသလား။ဒါမှမဟုတ်ဘုရားကတတ်တတ်မွေးဖွားလာသလားဗျာ။နားမလည်လို့ပါဆရာတဲ့။လူကနေဘုရားဖြစ်မှာပါ။ဘုရားအဖြစ်နဲ့မွေးဖွားလာမှာမဟုတ်ပါဘူးနော်။ လူကနေဖျားဖြစ်တယ်ဆိုလို့အကြောင်းမဲ့ဖြစ်တာတော့မဟုတ်ပါဘူးဖျားဖြစ်စေနိုင်တဲ့ပါရမီအကြောင်းအထောက်အပံ့တွေလှုပ်ထားလို့ဖျားဖြစ်တာပါပါရမီအကြောင်းအထောက်အပံ့တွေကဘာတွေလဲဆိုရင်ဒါနပါရမီ ပေးကမ်းလှူဒန်းခြင်းသီလပါရမီ သီလစောင့်တည်ခြင်းမေခမပါရမီယသိယဟန်ပြုခြင်းပညာပါရမီပညာကိုစီးပူးလေ့လာခြင်းဝရိယပါရမီ မတွမဆုတ်ဇွဲလုံးလားဖြင့်ကြိုးစားအားထုတ်ခြင်းခန္တီပါရမီသီးခံခြင်း တစ္ဆာပါရမီမှန်သောစကားကို ပြောဆိုခြင်းမေတ္တာပါရမီတတ္တဝါတို့အပေါ်၌မိမိနှင့်မခြားတနာချစ်ခင်ခြင်းအဋိဌာနပါရမီအပြည့်ကင်းသောအလုံး၌စိတ်ဖြင့်ကြံစီ၍ကြံစီသည့်အတိုင်းလုပ်ကံခြင်းဥပိ္ပခာပါရမီလိလိယူရှုခြင်းဆိုတဲ့ပါရမီ၁၀ပါးဒါနပရိစ္ဆာကစီးစိမ်ဥစ္စာကိုဆွန့်လွှတ်လှူဒန်းခြင်းပုဒ္ဒပရိစ္ဆာကသာသမီကိုဆွန့်လွှတ်လှူဒန်းခြင်းပရိယပရိစ္ဆာကဇနီးမယားကိုဆွန့်လွှတ်လှူဒန်းခြင်းအင်္ဂပရိစ္ဆာက ကိုလက်အင်္ကာတို့ကိုဖြတ်တောက်လှူဒန်းခြင်းဇီဝိတပရိစ္ဆာကအသက်ကိုဆုံးလို့လှူဒန်းခြင်းဆိုတဲ့စွန်ကြီးခြင်း၅ပါးလောကထစရိယလောကသားတို့အတွက်ကျင်ခြင်းညာတထစရိယဆွေမျိုးတို့အတွက်ကျင်ခြင်းဗုဒ္ဓထစရိယဖျားဖြစ်ဖို့အတွက်ကျင်ခြင်းဆိုတဲ့စရိယ၃ပါးဤပါရမီ၁၀ပါးစွန်ကြီးခြင်း၅ပါးစရိယ၃ပါးတို့ကိုဖြည့်ကျင့်ရပါတယ်ဖြည့်ကျင့်တယ်ဆိုတဲ့နေရာမှာလည်းပဲတဘာနဲ့တဘာမတူပါဘူးเนาะ ဝရိယအဓိကဖရာက16တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။တဒါဓိကဖရာက7တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။ပညာဓိကဖရာက၄တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းရပါတယ်။အခုဦးဇင်းတို့ကိုးကွယ်နေတဲ့ဂေါရမမြတ်စွာဘုရားဟာ၄တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းတဲ့ဖရာဖြစ်ပါတယ်။နောင်ပွင့်မဲ့အရိမတိယဖရာကတော့16တင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်ခြင်းထားတဲ့ဝရိယဓိကဖရာဖြစ်ပါတယ်။ အဲ့ဒီလို16သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ကျင့်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် လူသားအဖြစ်နဲ့မွေးဖွားလာပြီးဖျားဖြစ်အောင်ကြင်ကြံအားထုတ်၍ဖျားဖြစ်မှာဖြစ်ပါတယ်နော်အားလုံးပဲမင်္ဂလာပါသီလရှင်ဝတ်စုံတွေကိုဝတ်ပြီးတော့ဈေးရောက်တာရယ်မကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေကိုအိမ်မက်အရာဆိုပြီးတော့သင်္ကန်းဝတ်ပေးတာရယ်အဲ့ဒီကိစ္စရက်တွေဟာမှားရင်းကြောင်းနောက်နောက်ဒီလိုအမားတွေကိုမကျွတ်လွန်တော့ကြောင်းဝန်ချတောင်းပန်တဲ့ဗီဒီယိုဖိုင်ကိုဦးစဉ်ကြည့်လိုက်ရပါတယ် အမားကိုအမှန်မှန်သိပြီးတော့ဝန်ချတောင်းပန်တာဟာကောင်းမြတ်တဲ့အလုပ်ပါအဲ့ဒီအတွက်လည်းပဲတာရုခေါ်ပါတယ်သို့တော့ဒီနေရာမှာပြောစရာစကားတစ်ခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့စော်ကားလိုက်ဝန်ချတောင်းပန်လိုက်ကြေးအေးပေးလိုက်စော်ကားလိုက်ဝန်ချတောင်းပန်လိုက်ကြေးအေးပေးလိုက်နဲ့သာလုပ်နိုင်မယ်ဆိုရင်ဗုဒ္ဓဘာသာဆိုတာစော်ကားပြီးရင်ဝန်ချတောင်းပန်လိုက်တာနဲ့ကြေးအေးပေးတဲ့ဘာသာဖြစ်တယ်ဒါကြောင့်သူဗုဒ္ဓဘာသာကိုစော်ကားကျင်တိုင်းစော်ကားမယ်ပြီးတဲ့အခါကျတော့မှဝန်ချတောင်းပန်လိုက်မယ်กว่าဆိုပြီး ဗုဒ္ဓဘာသာကိုစော်ကားမိပုဂ္ဂိုလ်များပေါ်ပြီးရင်ပေါ်နေအောင်မှာပါပဲเนาะဒါကြောင့်နောက်နောက်ဗုဒ္ဓဘာသာကိုစော်ကားမိပုဂ္ဂိုလ်များမပေါ်ပေါက်ရလေအောင်ဗုဒ္ဓဘာသာကိုမစော်ကားရဲရလေအောင်တာဝန်ရှိသူများကဗုဒ္ဓဘာသာအားစော်ကားသူကိုဝန်ချတောင်းပန်ရုံနဲ့မကြည်အေးပေးပဲထိုက်တဲ့တဲ့အပြစ်ဒဏ်ကိုပေးပါယဟန်တပါအနေနဲ့အခုလိုပြောရတာဟာသူတပါးကိုနစ်နာစီလိုတဲ့စိတ်နဲ့ပြောတာမဟုတ်ပါဘူး ဥစဉ်မှာသူတစ်ပါးကိုနင့်နာစေလိုတဲ့စိတ်လုံးဝမရှိပါဘူးเนาะကို့ဘာသာ ကို့သာသနာကို ကာကွယ်စေလိုတဲ့စိတ်ပဲရှိပါတယ်အခုလိုပြောတာဟာလည်းပဲအဲ့ဒီစိတ်နဲ့ပဲပြောတာပါဒါကြောင့်ဗုဒ္ဓဘာသာကိုစော်ကားမိပုံကွန်များနောက်နောက်မပေါ်ပေါက်ရလေအောင်ဗုဒ္ဓဘာသာအားစော်ကားသူကိုဝင်ချတောင်းပန်ရုံနဲ့မကြည်အေးပေးပဲထိုက်တဲ့အပြစ်ဒဏ်ကိုပေးပါလို့ထပ်ဆင့်ပြီးတော့ပြောလိုက်ပါရစေเนาะ Música yeah.